ပြိတ္တများအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ Night Story Channel လေးကနေပြန်လည်လို့ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာကျွန်တော်ရဲ့ Channel လေးကနေတင်ဆက်ပေးခြင်းတဲ့ဇာတ်လမ်းလေးကတော့စာရေးဆရာအက္ခစောရေးသားထားတဲ့သုံးဒီကြီးဥပါဒာနဲ့အစာပင်းဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါဇာတ်လမ်းလေးကိုနားမစင်ခင်မှာပဲကျွန်တော်ရဲ့ Channel လေးကို Like and Subscribe လေးနှိပ်ခဲ့ပြီးတော့ဘေးက Notify ခေါင်းလောင်းလေးကိုလည်းနှိပ်ခဲ့ပါအောင်လို့တောင်းဆိုပြီး ဇလန်းလေးကိုစားလိုက်ပါရစေခင်ဗျာကျွန်တော်ကတော့တော်စင်ပဲဖြစ်ပါတယ်အပင်းဆိုတာတော့လူတိုင်းကြားဘူးကြီးသာဖြစ်မှာပါဒါပေမဲ့တည်တည်ချာချာနားလေသလားဆိုရင်တော့ရောင်ရောင်ဝါးဝါးပဲတိကြတာကျုပ်လို့ပေါ့ဗျာကျုပ်တို့လည်းအပင်းဆိုတဲ့ဇကားကိုတုံးနေကြတာပဲဘာလို့တည်တည်ချာချာပြောချင်တာလဲဆိုရင်တော့မကောင်းတဲ့အရာတစ်ခုလိုပဲပြောနိုင်တယ်အသေးချာတော့မပြောတတ်ဘူးဗျာ ကျုပ်တို့ဒေတာကအစဲအတန်လေဆိုတော့အပင်းဆိုတဲ့စကားကိုလေမကြခဏသုံးတတ်ကြတယ်အထူးသဖြင့်ထမင်းစားတယ်ဆိုတော့အပင်းချတယ်လို့ပြောတာပေါ့အခုခေတ်မှာခေတ်စားနေတဲ့စောက်ဆိုတဲ့စကားနဲ့တွဲပြီးစောက်ပင်းချတယ်ဆိုပြီးဖြစ်သွားရောဗျာဒေါသချွတ်နေတဲ့အချိန်တို့ဘာလို့ဆိုရင်အဲ့ဒီလိုပြောပြတာများတယ်အမေကကျုပ်တို့ကိုမြောက်တွေလို့မပြောတော့ပေမဲ့အပင်းဆိုတာတော့သိပြောတာဗျာ ကျုပ်တို့ညီမငယ်ဆုံးလေးကဟင်းဆိုရင်သိကြီးများလားဟိုဟင်းမစားချင်ဘူးဒီဟင်းမစားဘူးနဲ့ကြည်ကြတတ်တာပေါ့ဗျာအမေကလည်းစိတ်တူလာရင်ညီမကိုဆဲရော်ဗျာဟဲ့နင်ကဒီဟင်းနဲ့မစားရင်ဘယ်ဟင်းနဲ့အပင်းချမလဲပြောစမ်းအဲ့ဒီလိုဆဲဆိုတတ်တာပေါ့ဗျာကျုပ်တို့တွေဆိုရင်လည်းဆဲလိုက်တာဗျာထုံးစံတိုင်းမကြိုက်တဲ့သူကတော့ဥပဒါကြီးပေါ့ ဦးဝါသားကြီးကအမေကိုတတိပေးပါတယ်မိသားနင်အဲ့ဒီလို မပြောပါနဲ့ဟာအပင်းဆိုတာပါလေညီတိရလားအမေကလည်းထိတ်ထိတ်လန့်လန့်နဲ့ဦးဝါသားကြီးကို လက်အုပ်ချီပြီးတော့တောင်းမနှောတာပေါ့မတောင်းမလို့လည်းမရဘူးလေဟိုတဟာကျုပ်တို့ကိုမြောက်ကလေးတွေလို့ပြောတော့ကဦးဝါသားကြီးကကျုပ်တို့ကိုမြောက်ဖြစ်အောင်လုပ်လိုက်တယ်မလားမသိပါဘူးရှင် ဒါပေမဲ့ကျမတို့ကိုလက်တွေ့တော့မပြပါနဲ့အေးပါငါမလုပ်ပါဘူးအေးဒါပေမဲ့နင်တို့သေးသေးချာချာမသိတဲ့အရာနဲ့ချိန်တွဲပြီးမပြောနဲ့ဟာဝစီဘီလာထီတိုင်းရှာတဲ့နင်တို့ဘေးဖြစ်မှာဆိုလို့ငါပြောပြောနေရတာအဲ့ဒီနောက်ပိုင်းတော့အမေကနည်းနည်းစင်ကျင်သွားတယ်ဒါပေမဲ့ကိုတို့မကြုံရလို့လားတော့မသိဘူးဗျသူ စိတ်လွင် ပြောတတ်သေးတယ် ကဲထားပါတော့ဗျာအပင်းထဲမှာအစာပင်းဆိုတာရှိသေးတယ်အစာထဲမှာထည့်ပြီးကျွေးတယ်အပင်းပါဗျာအဲ့ဒီအပင်းကအောက်လန်းနီးတွေသုံးပညာတွေနဲ့ပြုတ်လုထားတာဆိုတော့သူအစွမ်းနဲ့ပညာပေါ်မူတည်ပြီးတော့စားလိုက်သူကိုမကောင်းတာတွေပဲဖြစ်စေတာမလားကောင်းတာဖြစ်စေတယ်ဆိုတာတော့ကျုပ်တသက်မကြောက်ဘူးပါဘူးဗျာအစာပင်ထည့်ခံရသူကတော့ကျုပ်အဖေပဲဗျာ အဖေကတကြီးမဟုတ်ဘူးလားပြီးတော့ကျောက်တုတ်ခေတ်ကတကြီးတွေဆိုရင် လူမုံများတဲ့ခေတ်ဗျဘလို့လူမုံများတော့လဲဆိုရင်တာဝန်ကြီးစဘာတွေကြောင့်ပေါ့ဗျာခုခေတ်လူတွေတော့မိမာမဟုတ်ဘူးဘာလို့လဲဆိုတော့အဲ့ဒီစနစ်ကမရှိတော့လို့ပဲဗျာကျောက်တုတ်ခေတ်တုန်းကတော့စဘာထွက်ပြီးတဲ့အချိန်ဆိုအစိုးရလူကြီးတွေက ရွာတွေကိုဆင်းလာပြီးတာဝန်ကြီးစဘာလာဝယ်ကြတယ် တရွာကိုစဘာဗန်နတင်းဆိုပြီးတော့တတ်မှတ်ချက်နဲ့လာတာတတ်မှတ်ချက်အတိုင်းမပေးနိုင်တဲ့ရွာကတော့ဒဏ်တက်ခံရတာပေါ့ဗျာအဲ့ဒီခေတ်ကကိုယ်လေမှာကိုယ့်ဘာသာစိုက်ပြိုးပြီးစဘာထွက်ပြီးဆိုရင်အစိုးရကိုပြန်ရောင်းရတဲ့စနစ်ရှိရဲ့ဗျပြန်ရောင်းလဲဆိုပေမဲ့လည်းပေးတဲ့ဈေးကပြပါဈေးထက်အတော့ကိုနည်းတယ်ပြောရရင် ခွက်ဈေးနဲ့အလကားမှတ်တင်ယူသလိုပေါ့ဗျာဒီတော့တော်တော်အတွင်းလုံးပြင်မှန်မှန်စိုက်ထားရတဲ့လေသမားတွေက ဘယ်ရောက်ကြမှာမလဲဗျာအစိုးရလူကြီးတွေကောမဒီဝင်တွေကလည်းဒီရွာကဘသူကတော့စဘာဗနတင်ထွက်တယ်ဆိုတာဘယ်သိမှာတော့ဗျာဒီတော့ရွာကလူကြီးကိုပဲတောင်းဝန်ပေးထားတာပေါ့တရွာကိုစဘာတင်းတရားဆိုရင်ရွာလူကြီးကတော့ဘသူကအထွက်ကောင်းလို့ဗနတင်ထွက်တယ်ဆိုတာကိုတော့မှန်းကျင်တယ်တည်ပြီးသားပဲမဟုတ်လားဒီတော့ရွာကလူကြီးကပဲဟိုလူက10 20ဒီလူက10တင်း စာသဖြင့်စဘာဆိုင်တဲ့သူတွေကိုတောင်းဝန်ကြီးစဘာရောင်းခိုင်းရတာပေါ့ဗျာကိုပင်ပင်မမှန်ဆိုင်ပြိုးထားတဲ့စဘာကို အလကားမတင်ပေးလိုက်ရတာဆိုတော့ဘယ်ပေးချင်မှလဲဗျာအဲ့ဒီတော့တကြီးကိုပဲမုံကြတာပေါ့တချို့ရွာတွေကဆိုရင်တကြီးကတမန်တမန်မကြဘူးပေါ့ဗျာသူလေသူ့ဆွေမျိုးလေတွေကိုခြံပြီးတခြားလေတွေကိုစဘာခွေးတန်းတွေချပီတာမျိုးပေါ့အဲ့ဒီမှာအစိုးရလူကြီးတွေကောမဒီလူကြီးတွေ ပြန်သွားပြီဆိုရင်လည်းတကြီးကိုမကြည်နဲ့တဲ့သူတွေကအမျိုးမျိုးရံပြူကြတော့တာပဲကျုပ်တို့နေရဲ့တောင်မကစဘာထွက်အကောင်းနဲ့ရွာလေးမှာတကြီးမျက်နှာလိုက်တယ်ဆိုပြီးအိမ်ပေါက်တက်ပြီးဓာတ်နဲ့ပိုင်းကြတဲ့ဗျအဲ့ဒီလောက်တော့လူမုံများကြတာစဘာအတွက်နဲ့အမှုခင်းတွေ ဖြစ်ကြရံတွေဖြစ်ကြနဲ့ခက်ရောက်တဲ့လူ ရှိတယ်လို့အချုပ်တွေထောင်နေကြတဲ့သူတွေလည်းရှိတာပေါ့ဗျကျုပ်တို့မှာကတော့တိတ်ပြီးမစိုးရဘူးလို့ပြောရမယ် အဖေကတမာသမတ်ကြကြပဲစီစဉ်ပါတယ်။ဘယ်သူကဘလောက်ထွက်တယ်ဆိုတော့တီးပြီးသားဟို။နောက်ပြီးဒီနှစ်ဒီလူစီကခွဲတန်းယူပြီးရင်နောက်တနည်းလောက်တော့အဲ့ဒီလူကိုခြံထားပေးတယ်။အဲ့ဒါကြောင့်မို့တိတ်ပြီးတော့လူမုံမများခဲ့ဘူးပေါ့ဗျာ။ဒါပေမဲ့မယောင်းကျင်တဲ့သူတွေကတော့စပားကို ဖွက်ထားကြတယ်။ကြီးတွေလည်းကိုမထည့်ပဲတနည်းအားမှာဖွက်ထားကြတာပေါ့ဗျာ။တိုင်းမဲနှစ်တိုင်းခွဲတန်းနဲ့မှပါလာတဲ့သူကတော့ဥပသာကြီးပြီ ဘုရားသာကြီးမာလဲလဲစေဧကနဲ့၃မှတ်လောက်ရှိရယ်၃မှတ်ဆိုတော့၄ပုံ၃ပုံကိုပြောတာပေါ့ဗျာဘုရားသာကြီးလဲတွေကစဘာထွက်ကောင်းနေဗျာရောလူတွေကတော့ဘုရားသာရဲ့လဲကဆန်တွေဆိုရင်ဘသူမှမစားရကြဘူးဘုရားသာကဇုံးကဝေပညာတွေနဲ့အထွက်ကောင်းအောင်လုပ်ထားတာလို့တော့ပြောတတ်ကြတယ်ဒါပေမဲ့ကျုပ်ကတော့ဇုံးကဝေနဲ့လုပ်တာတခါမှတော့မမြင်ဘူးဗျာ အချိန်ပြည့်လေထဲမှာတကုတ်ကုတ်နဲ့အလုံလုံနေတတ်တဲ့ဥပသာကြီးကိုပဲမြင်ပါတယ်။ပေါင်းတော့ရင်နှုတ်နေတဲ့ကသင်းတွေဖုံးရင် ဖောနေတယ်။မြေစီတွေကျွေးရင်ကျွေးနေတတ်တယ်။အာအာတကားမှမနေပဲလေကိုတော့အတော်ပြုတ်ဆုတဲ့လူကြီးပြာ။ကဲကြုံတော့ပြောရအောင်မေဗျာတစ်နှစ်ပေါ့။အဲ့ဒီနှစ်ကမိုးနှောင်ကောင်းတော့စမားတွေအတော်ပြတ်တာဗျာ။အဲ့ဒီတော့ကကျုပ်တို့စီမှာ ဆယ်မရှိသေးတော့နှွေစပါးစိုက်မရဘူးဗျ။စပါးဆိုတော့လေမိုးကိုစောင့်ဆိုက်ရတဲ့အပြင်ရာသီဥတုမကောင်းရင်စပါးတွေပြည့်ရောဗျ။ဒါပေမဲ့အချိန်ကြာတော့အစိုးရလူကြီးတွေရောက်လာတယ်ဗျဒီတဟာလူကြီးကတော့အရင်လူကြီးတွေလိုစကားကိုအေးအေးဆေးဆေးမပြောဘူးဗျတော်တော်ရင်သီးပြီးမောက်မာနေဆိုပဲအဖေကတော့ပြည်ပြည်လေးလေးပဲဆက်ဆံပါတယ်အဲ့ဒီလူကြီးကလူကွာစာကြီးဖြစ်နေမှာဗျ ကျုံတော်ဟာအဲ့ဒီတုန်းကလူပြိုပေါက်ပေါ့ဗျာအဲ့ဒီလူကြီးမျက်နှာကိုကြည့်ပြီးလက်သီးနဲ့လိုက်ထိုးကျင်တာဗျာရောလူတွေကိုလည်းချိန်ချောက်လိုက်တာများထောင်ချမယ်တို့ဖမ်းဆီးမယ်တို့ ਨੇ နောက်တော့ဘာစိတ်ကူပေါက်သွားလဲတော့မသိဘူးအဖေကိုခေါ်ပြီးတော့စပားတွေဖွက်မဖွက်စစ်ဆေးမယ်ဆိုပြီးရွာထဲကိုဆင်းကြတယ်အဲ့ဒီမှာဥပဒါကြီး ਨੇ တွေ့တာပေါ့ဗျာဥပဒါကြီးအိမ်နောက်ကစပယ်ကြီးထဲမှာ စဘာတွေတိတ်မရှိဘူးဖြစ်နေတယ်။နေ့တိုင်းအထွက်တိုးတော့ဆိုတော့စပယ်ကြီးကတော်တော်ကြီးဗျ။အဲ့ဒီမှာဟိုလူကြီးကဥပဒါကြီးကိုစဘာတွေဖွက်ထားပါတယ်ဆိုပြီးတော့ဆွဆွဲတာပဲ။ဥပဒါကြီးကလည်းနွားမွေးတယ်ဆိုတော့နွားတင်းကုတ်အနောက်မှာကောက်ရုံးပုံကြီးကြီးရှိတယ်။အဲ့ဒီကောက်ရုံးပုံကြီးထဲမှာစဘာတွေဖွက်ထားတယ်ဆိုပြီးကောက်ရုံးပုံကြီးကို မှုန်မှားလိုက်တာပဲဗျို့။ဘာစဘာမှလည်းထွက်မလာပါဘူး။ ခေါင်ရွေးပုံကြီးအောင်တော့ပြက်စီးပြီးခေါင်ရွေးတွေလည်းမှဆာကျဲနေရပေါ့တော်ယုံတန်ယုံစိတ်မစိုးတတ်တဲ့ဥပဒါကြီးကမျက်ထောင်ညီကြီးနဲ့အဲ့ဒီလူကြီးကိုကြည့်နေတာဗျာအဖေကလည်းရိပ်မိသွားတော့ဥပဒါကြီးကိုလက်ကိုဆွဲပြီးဥပဒါစိတ်အေးထားပါခမရကောက်ရွေးပုံကိုကျုပ်တို့ပြန်ပြင်ပေးပါမယ်ဘာမှမလုပ်ပါနဲ့ဗျာရွာသားတွေမျက်နှာကိုကြည့်ပါဗျာ အဲ့ဒီလိုပြောတော့ဥပဒေါ်ကြီးကတောက်တချက်ခောက်ပြီးအိမ်မောကိုတက်သွားခဲ့တာပဲယို။ဟိုလူကြီးကလည်းတောင်းမှန်မှမပြောနဲ့။သူကတော့မျက်နှာထားမှမှနဲ့ပြန်ပြီးပြောဆိုသွားစီတယ်တဲ့။အဖေကအကျုံနဲ့ကျုံညီကိုကောင်ရွေးပုံကြီးပြန်ပုံပေးဖို့တောင်းဝန်ပေးပြီးသူတို့ကတော့ခြံထဲကနေထွက်သွားကြတယ်။ကျုံတို့လည်းအလုံးလို့ဖို့ထုံချစ်တွေကောက်လိုက်တယ်ဆိုရင်ပဲဥပဒေါ်ကြီးကအိမ်မောကဆင်းလာပြီ။ဟဲ့ကောင်လေးတွေ သွားကြသွားကြငါပါသာပဲလှုပ်လိုက်ပါမယ်အဲ့လိုလိုစင်းပြီးပြောတာနဲ့ကျုပ်တို့ကလည်းခြံထဲကနေပြန်ထွက်လာခဲ့ကြတယ်သူ့ခြံကလည်းအခြေကြီးပဲဗျကျုပ်တို့လည်းခြံဝါကိုရောက်တော့ကြောစိတ်လာတာနဲ့ဥပသားကြီးခြံကိုပြန်လဲကြည့်မိတယ်နော်ဒီကုတ်ရဲ့နောက်ဖက်မှာအောက်ရိုးပုံကြီးဟာဟိနေတာပဲဗျကျုပ်တို့ထွက်လာတာငါမိတဲ့တောင်မရှိသေးဘူးဗျ။កောင်ရိုးပုံကြီးကပုံမှန်အတိုင်းပြန်ဖြစ်နေပြီ ကျုပ်ကသေးချောင်းအောင်ခြံထဲကိုဝင်ကြည့်ခြင်းပေမဲ့ကျုံညီကကြောက်လို့ကျုံလက်ကိုဆွဲပြီးပြေးတာနဲ့ကျုံလက်သူ့နောက်ကို လိုက်ခဲရတာပဲဗျာအဲ့ဒီနေ့မှာပဲစပားတွေတွင်းတော့ဥမာသာသူ့တော်ဝင်ကြတဲ့စပားခွဲတန်းထက်နှစ်ဆပိုးတွင်းနေဗျာစိတ်နာသွားတာလားဘာလားတော့မသိဘူးဗျာကျုပ်တို့တော်တော်ကြီးတော့မှအဖေကပြောပြတယ်အဲ့ဒီနေ့ကစပားတွေရော့လို့ရွာဝလာတဲ့လူကြီးကလည်းတော်တော် ရှင်းလိုက်ရတယ်တဲ့ ဥပဒါလက်ချက်ပေါ့ကွာဒီလိုတကြီးမုန်းတဲ့ခေတ်ဆိုပေမဲ့ကျုပ်တို့အဖေကတော့ရွာထဲကဘယ်သူမှမမုန်းကြပါဘူးအဖေကိုချစ်ကြတယ်ဘာလေးချက်ချက်ဟင်းပို့ရင်တကြီးဖို့ဆိုပြီးပြေးပို့တတ်ကြတယ်မုန်းလို့ရင်ဆိုရင်လည်းရွာဦးเจ้าကိုတစ်ခွက်ပို့သလိုတကြီးအိမ်ကိုလည်းတစ်ခွက်ရောက်လာတတ်တယ်ကျုပ်တို့အိမ်မှာဟင်းစုံနဲ့မုန်းစုံတာမို့လို့ကျုပ်တို့အူဆုတ်တာပေါ့ဗျာတရက်တော့အဖေကထမင်းစားပြီးအံမာယော အန်တော်မစားရသမျှဓမင်းနဲ့အကုန်ပြန်ထွက်တာကျုပ်တို့ကလည်းအဖေနေမကောင်းဘူးထင်တာပေါ့ဗျာဒီလိုမျိုးနေတိုင်းဖြစ်လာတာတော့မဟုတ်ဘူးဗျာနေ့ရက်တစ်ခါသုံးရက်တစ်ခါဆိုသလိုအန်တယ်စေးစရာကြီးနဲ့ခေါ်ပြရတာပေါ့ဗျာအဲ့ဒီစေးစရာကြီးကလည်းအစာကြေစေးတို့လေနိုင်စေးတို့ပြီးပြီးကုတာပဲအဖေကိုပယောကားလို့ဘယ်သူမှမထင်ကြဘူးဘာလို့မထင်ရလဲဆိုတော့ အဖေကဖះတရားတော့တိတ်လုတဲ့သူကိုဗျလာပြီးတော့ကဥပုံနှုတ်ဆိုရင် အဖေကဥပုံပြတ်တယ်မရှိဘူးဗျဘုံကြီးเจ้าကိုလည်းတခြားလုံးမရှိရင်မနဲ့တိုင်းရောက်တယ်ရုပ်ဆရာရှိတော်ကြီးလှုပ်ပြီးတယ်ဆရာတော်နဲ့တရားအကြောင်းကြီးပြောပြတာပဲနေလေနေခင်းဆိုရင်လည်းအဖိုးရဲ့တငယ်ချင်းအဘိုးများတို့အဘိုးတောင်တို့နဲ့တရားအကြောင်းကြီးပြောနေတတ်တယ် ကျုပ်တို့လည်းအဲ့ဒီတုန်းကအနားမှာသွားထိုင်ပြီးနားထောင်လဲဘာမှနားမလည်ခဲ့ဘူးပေါ့ဗျာအဖေကအပေါ်မှာမနဲ့စောကြီးတစ်ချိန်ညနေတစ်ချိန်ဝတ်တက်တယ်ဝတ်တက်တယ်ဆိုတော့ဖះရှစ်ခိုးတာကိုပြောတာပါတခါရှစ်ခိုးရင်လည်းတနာကြီးတနာကြီးခွဲလောက်တော့ရှိရင်ဗျာဖះတရားအရန်လောက်တဲ့သူဆိုတော့စုံလို့ပယောဂါတို့မဟုတ်ဘူးလို့ပဲထင်တာပေါ့ဒီလိုမျိုးရချားအန်လာလိုက်တာတလားလောက်နေတော့အဖေတော်တော်ကလေးပိန်ကျသွားတယ် နောက်ပြီးတော့ညညဆိုရင်လဲအိတ်မရဘူးလို့ပြောတယ်။သူအိတ်ဖို့စ조사တိုင်းမျက်စိကြီးကပွင့်နေပြီးပိတ်လို့တောင်မရဘူးတယ်ဗျာ။အဲဒီလိုနဲ့အဖေကမနက်ပိုင်းဖះမရှိခိုးဖြစ်တော့တညာလုံးလဲအိတ်မပြောပဲမနက်စောကြီးကျမအိတ်ပြောသွားတယ်လို့အမေကလည်းမနှိုးတော့ဘူးပေါ့။တရက်တော့ကျုပ်တို့ထမင်းစားနေတဲ့အချိန်မှာဥပဒေကြီးရောက်လာတယ်။ငပြောသေးခိုင်းကြီးထမ်းပြီးလာတာပဲ။ ကျုပ်တို့ထမင်းစားနေတော့မို့လို့ဘူဝသားကြီးကအိမ်ရှိကကုတ်ပြစ်မှာပဲထိုင်နေပါတယ်။အဖေကလည်းလှမ်းអော်လိုက်တယ်။ဘူဝသားကြီးဘာကိစ္စရှိလို့တော့မြ။ဘာမှမဟုတ်ပါဘူးတကြီးကအိမ်မှာငပြောစည်းတစ်ခိုင်မှဲ့တာနဲ့တကြီးတို့စားရအောင်လို့လာပေးတာပါ။တကြီးထမင်းစားနေတာအာနာလို့ဆက်စားပါ။ကျုပ်ဒီမှာပဲထားခဲ့ပါမယ်။ကောင်းတာပေါ့ဗျာ။ ဥက္ကသာကြီးပါကုစုရတော့အောင်ကျုပ်ဖះစွန်းတော်ကပ်ပြီးမယ်ဗျာဒါနဲ့မဟုတ်တာတွေတော့မပါပါဘူးနော်အဖေစကားလည်းတမျိုးကြီးဗျာဥပဒါကတော့စိတ်မဆိုးပါဘူးအပြုံးတောင်းမပြတ်လိုက်ဘူးပေါပေါဆိုင်ဆိုင်တကြီးရဲ့ဒါတွေကကျုပ်တဘာဝအတိုင်းတီးမဲ့တာတွေပါဥမသာကြီးကထွက်ထွက်ဖို့ပစိုးပြင်းနေုံသည်ရှိသေးတယ်။အဖေကထွေးကန်ကြီးကိုကောက်ကင်လိုက်ပြီးတော့ ဓမင်းဝိုင်းကနေထပြေးတော့တာပဲကျုပ်တို့အိမ်ရှိခြံတော့မှာရေတုံးတဲ့နေရာရှိရဲ့ဗျအဲ့ဒီမှာသွားပြီးတောဟောနဲ့အန်ချနေတာဗျဦးဝါသားကြီးအားထူးဆန်းပြီးတော့အဖေစီကိုပြေးသွားလိုက်တယ်တကြီးအစာမကြေလို့လားအဖေကလည်းအန်ပြီးတော့မောနေတာကြောင့်တော်တော်စကားပြန်မပြောနိုင်ဘူးနောက်တော့မှသူ့လေဘေးမှာပတ်ထားတဲ့တပတ်တထဲနဲ့ ါဇက်ကိုတုတ်လိုက်ပြီးတော့ဟုတ်တယ်ဗျကျူအစာရင်လိုလိုလေးနာသလိုလိုဖြစ်နေတာတလားတော့ကြော်ခဲ့ပါပြီဥပဒါလည်းသူအန္နာတွေကိုတစ်ချက်ကြည့်ပြီး မျက်မှောင်ကြောက်လိုက်တယ်ကျူကလည်းထမင်းစားပြီးသွားတော့ပကံလေးကိုကိုင်းရင်ပကံဆေးဖို့ရေသုံးတဲ့နားကိုယောက်လာခဲ့တာပေါ့အဖေနဲ့ဥပဒါကြီးတို့တိုးတိုးစကားပြောနေတာကိုကြည့်ပြီးတီချင်လာတာနဲ့မယောင်မလဲအနားကိုကတ်ခဲ့တယ် ဦးဝါတော်ကြီးကအဖေလက်ကိုလမ်းဆွဲလိုက်ပြီးတကြီးကြုတ်ကိုယုံလာအဖေကဘာမှပြန်မပြောသေးဘူးခေါင်းမငိမ့်ပြလိုက်တယ်ဦးဝါတော်ကြီးကအဖေလက်ကို ဆွဲကင်ပြီးတော့သူ့လက်ဝါးကိုပဇံနာကပ်ပြီးတခုခုရွတ်ဆိုလိုက်တယ်နောက်တော့အဲ့ဒီလက်ဝါးနဲ့အဖေလက်ဝါးကိုရိုက်ထဲလိုက်တာ မကြပါဘူးဗျအဖေလက်ဝါးကနေပြီးတော့အနဲ့ရောင်ထဆင်နူးပုံလေးပေါ်လာတယ်ဗျာ ချောက်စင်နူပုံတိတ်ပြီးမပီမတာလေးပေါ့ဗျာအနဲ့ရောင်ကတော့သွေးချီဥသလိုအနဲ့ရောင်လေးဗျာအဲ့ဒါနဲ့အဖေကလည်းလက်နဲ့ပွတ်ကြည့်တော့ပြက်မသွားဘူးအရေပြားအောက်မှာပေါ်နေတဲ့ပုံဗျာတကြီးကိုသူများလှုပ်ထားပြီးအောင်လန်းအစီရင်နဲ့လှုပ်ထားတာဗျာဥပဒါစကားကို အဖေကမယုံသေးသလိုပဲဗျာဟုတ်ပါမလားဥပဒါရဲ့ကျုပ်ကိုဘယ်သူကလှုပ်မှာလဲ နာဝီကျောက်ကဘုရားတရားနဲ့နေရပါဗျမဟုတ်ဘူးတကြီးဘုရားတရားနဲ့နေရဆိုပေမဲ့တကြီးအားနဲ့သွားတဲ့အချိန်မှာသူများကလှုပ်လိုက်တာပဲနောက်ပြီးတော့ဒီအပင်းကိုကြည့်ရတာအစာအပင်းပဲဖြစ်မယ်လှုပ်ထားတဲ့သူကတော်တော်ကိုစွန်းစွန်းမယ်တကြီးဘာမှမဖြစ်ဘူးလားကျောက်ကတော့ရချားဆိုသလိုအံ့နေတာရဲ့ညပဲအိတ်လို့မရတာကလွဲပြီးတခြားဘာမှတော့မဖြစ်သေးဘူးဗျာ ဥပဒါကအဖေ့လက်ဝါးကိုတည်တည်ချာချာလက်ညှိုးထိုးပြီးတော့ခေါင်းတဆက်ဆက်ညှိလိုက်တယ်။အေးဗျာ။လှုပ်ထားတော့တကြီးကိုတီအောင်လှုပ်ထားတာတကြီး။တကြီးကဖះတရားမြဲလို့မသိတာ။ဒါတော့မှတဖြည်းဖြည်းခံစားနေရပြီမဟုတ်လား။အေးဗျာခမ ्या ပြောတာလည်းဖြစ်နိုင်တယ်။ခုဆိုကြုံမနဲ့ပိုင်းတော့ဖះမရှိခိုးပြတော့။ညာပိုင်းဖះရှိခိုးရင်လည်းစိတ်မပါသလိုပဲဗျာ။ ။ဥပဒါကြီးကအဖေလက်ကိုပြန်ချပေးလိုက်ပြီးတော့အဲ့ဒါဆိုတကြီးဘယောကဆရာကောင်းကောင်းနဲ့ကုကျင်ကုပါ။မြိုင်သားဆရာတုတ်ကြီးလဲနာမည်ကြီးတယ်မှတ်လား။လောက်ထားတဲ့သူကတော်တော်စွမ်းစွမ်းအမြောက်။အဖေကလည်းသူ့လက်ကိုတီးချကြည့်နေတယ်။နောက်တော့ဟာဥပဒါကြီးကလည်းဗျာပို့မယ်ဆိုကတို့ရအောင်ပို့စမ်းပါ။ခမရလုံနိုင်နေတာပဲကို။ ကျုပ်ကတကြီးတို့တမျိုးထင်နေမှာစိုးလို့ဗျ။အဲဒါဆိုလေဂျီမာမကောင်းဘူး။အိမ်ထဲဝင်ရအောင်။အဖေနဲ့ဥပသာကြီးတို့အိမ်ထဲဝင်လာကြတယ်။ကျုပ်ကလည်းပကံမစည်းတော့ပဲလက်စည်းပြီးတော့လိုက်လာခဲ့တာပေါ့။အမေတို့ကတော့တိတ်မကြိုက်ချင်တဲ့ပုံပဲဗျ။အိမ်အောက်ထပ်မှာမိဖို့တဲကိုဝင်သွားပြီးတော့ဥပသာကြီးကစောင်းညောင်းထိုင်လိုက်တယ်။ဒီနေရာဆိုလူမမြင်လောက်ဘူးတကြီးရ။ကဲ တကြီးလက်ကိုပေးအဖေရဲ့ထားစင်တူပေါ်တဲ့လက်မဟုတ်တဲ့နောက်လက်တစ်ဖက်ကိုယူလိုက်ပြီးတော့ဥပဒေကြီးကမိဖို့တဲ့ကပြာတွေကိုကောက်ယူလိုက်တယ်။နောက်ပြီးအဖေလက်ဝါးပေါ်မှာပြာတွေနဲ့ထားစင်တူပုံစံတစ်ခုထပ်ရေးတယ်ဗျ။ရေးနေရင်ပါးစပ်ကလည်းတစ်ခုခုကိုရွတ်နေတယ်လို့ပဲ။နောက်တော့အဖေလက်ကို သူ့လက်ဝါးနဲ့ဖုံးကနေရိုက်ထည့်လိုက်တယ်။အဲ့ဒီချိန်မှာပဲဖနှောင်းတစ်ချက်မတိမသားလေးပေါက်လိုက်တာကိုကျုံတွေးလိုက်တယ်။ ပြာရီအားလည်းလွင့်ရင်သွားတာပေါ့ဗျာနောက်တော့အဖေက ပြို့တက်လာတယ်ဗျာဟေးဟေးတခုခုပေးသန်းဒီမှာမင်းတို့အဖေအံတော့မယ်မိဖို့ချောင်းလဲမှာမို့လို့ထမေရေငှဲ့ချထားတဲ့အင်းုံကြီးကိုထိုးပေးလိုက်တယ်အဖေကအင်းုံကြီးရဲ့ကိုဖြူဖြူရည်တွေအံချတယ်နွားနို့တွေလိုပဲဗျာအနံ့ကလည်းခြင်ဆုပ်ဆုပ်နေဗျာအဲ့ဒီအဖြူအရည်တွေတဲ့ကို အသားအဆတစအံချတယ်ဗျာ အသားလည်းအစိမ့်တိုင်းပဲညီရဲနေတာပဲဥပဒါကြီးကလည်းကျုပ်တို့ဘက်ကိုလှည့်ကြည့်ပြီးကောင်းလေးတွေကိုရွယ်ရှိလားအဖေရောကျုပ်အကိုကြီးကရောကိုန်းစားတဲ့သူတွေဆိုတော့ကိုန်းရွယ်ကအိမ်မှာရှိတာပေါ့ဗျာကျုပ်အကိုကြီးလည်းသူကိုန်းအစ်ထဲကနေကိုန်းတွေ့ရယူပြီးဥပဒါကြီးကိုပေးလိုက်တော့ဥပဒါကြီးကအသားဘက်ကလေးကိုကိုန်းရွယ်နဲ့လှမ်းပြီးကင်လိုက်တယ်အဲ့ဒီအသားလေးကလေထဲရောက်တာနဲ့ နာလိုက်တာဗျာပုံစော်ကြီးကိုဟောင်းနေတာပဲဥပဒေါ်ကြီးကအကိုကြီးကိုအဲ့ဒီကုန်းရက်နဲ့ထုတ်ထားတဲ့အသားစာလေးကိုလှမ်းပေးတယ်အဲ့ဒီကုန်းရက်ကိုတေးသေးချာချာကင်သွားกว่าရွာထဲကိုပြန်လဲမကြည့်နဲ့ရွာပြင်ကိုတကြိုးတည်းပြေးတော့ရွာပြင်ကချောင်းရိုးလေးတဲကိုမျောလိုက်กว่าအကိုကြီးကလည်းကုန်းရက်ကလေးကိုကင်ပြီး ထွက်ပြေးတော့လာပဲကျုပ်တို့လည်းအံ့ဩလို့ကိုမဆုံးဘူးဗျာ ဥပဒေကြီးကအဖေအန်နဲ့ရီတွေကိုအိမ်သာကျွင်းထဲကိုလောက်တယ်ခိုင်းတယ်။ကဲတကြီးအားလုံးအဆင်ပြေသွားပါပြီ။တကြီးကိုအစိမ့်တရေတကောင်နဲ့တေးအောင်လှုပ်ခိုင်းထားတာဗျ။လှုပ်တဲ့လူကလည်းဟိုတင်းဥပဒေကြီးကလည်းအဖေကိုဝိုင်းကြည့်နေတဲ့ကျုပ်တို့ကိုတစ်ချက်ကြည့်လိုက်ပြီးအဖေအနားကိုတိုးကပ်ပြီးတခုခုပြောလိုက်တယ်။အဖေကမျက်လုံးပြူးပြီးအံ့ဩသွားပုံရတယ်။ ဟုတ်ပါမလားဥပဒါရဲ့သူနဲ့ကြောက်တာအတော်လေးကိုရင်းနေတာနော်အဲ့ဒါပေါ့တကြီးရဲ့ဘသူမှမယုံနဲ့ဗျလူဆိုတာကိုယ့်အပေါ်ကောင်းပြနေပေမဲ့နောက်ွယ်မှာဘာရီချမ်းစီနေတယ်လဲဆိုတာတိမမသိနိုင်တာဘသူမှတော့ကျုပ်တို့မသိပေမဲ့အမေရောကျုပ်တို့ရောဒေါသာထွက်တယ်ဗျကိုယ့်အဖေကိုတေးအောင် လုပ်တဲ့သူဆိုတော့စိတ်ဆိုးတာပေါ့ဗျာ ဥမသားကြီးအဲ့ဒါဆိုရင်အဲ့ဒီလူကို ကျုပ်တေးအောင်ပြန်လုပ်မယ်ဗျာကျုပ်ကလည်းစိတ်မထိန်နိုင်ပဲပြောတော့အဖေကကျုပ်ကိုဝန်တားတယ်ထားလိုက်ပါသားရဲ့သူအကုသိုလ်နဲ့သူတွားပါလိမ့်မယ်အခုအဖေကောင်းသွားပြီဆိုတော့ဂျင်းနဲ့လိုက်ပါတော့သားရဲ့ဥမသားကြီးကလည်းပြုံးနေရင်းနဲ့တကြီးကတော့ကျုပ်လေးစားပြီးရင်ကို လေးစားပါတယ်ဗျာ ခင်ဗျားတော်တော်တီးခံခွင့်လွန်နိုင်တဲ့သူပဲဗျ။ဟိုဟာသားကြီးလည်းအဲ့ဒါနဲ့ပြန်သွားတယ်။ကျုပ်တို့လည်းအဖေကိုဘယ်သူလုပ်တယ်ဆိုတော့ဝိုင်းမိတာပေါ့။ကျုပ်တို့ဒေါသကိုသိလို့ထင်တယ်။အဖေကဘာမှပြန်မပြောဘဲရင်ငုံနှုတ်ပိတ်နေတယ်ဗျ။ကျုပ်တို့ပြေဟိုလူလားဒီလူလားဆိုပြီးတူလို့တူလို့တွေတွေးပြီးနေလာခဲ့ရတာ။တခါတော့ကျုပ်တို့အဖေကိုမေးမရရင် ဥပသာကြီးကိုမေးမယ်ဆိုပြီးတွားမေးကြတာ။ ဥပ္ပဒါကြီးကလည်းကိုင်းကြီးကိုမြုံပြီးတော့ဘာပြောသလဲသိလားငါလည်းမေ့သွားပြီတဲ့ဗျာကဲဖြစ်နိုင်ပါမလားဆိုတာ ခမရတို့ပဲစဉ်းစားကြည့်ကြပါဒီလိုနဲ့နှစ်တွေကြာသွားပြီအဖေလည်းအသက်80နီးပါးကိုရောက်တော့ကျုပ်လည်းမေးပြတယ်ရှင်အောင်နောက်ပြစ်တွေပြောရင် ပြန်တတိယသွားတာနဲ့တစ်တလုံးတီးကျင်လာတဲ့အရာကိုမေးတာပေါ့ဗျာ အဖေကလည်းခေါင်းငိမ့်လိုက်ရင်အင်းလေအခုတော့မင်းရဲ့မိလည်းမရှိတော့ဘူးအဲ့ဒီလူလည်းမရှိတော့ဘူးဆိုတော့ငါ့ကိုလောက်တာတော့တခြားသူမဟုတ်ပါဘူးကွာမင်းအမေရဲ့မောင်တန်းထွန်းကွာအဖေစကားကိုကျုပ်ယုံကြည်ပေမဲ့အဖေကလည်းမပြောဘူးဆိုတာကျုပ်သိတယ်ကိုတန်းထွန်းဆိုတာကကျုပ်တို့နဲ့တော်တော်ကိုခင်ကြတာ အမေအိမ်အောင်ကြာသာဆိုအိမ်မှာအတူတူနေကြသေးတယ်ဗျ။နောက်တော့ကိုတန်းထွန်းတို့အိမ်အောင်ကြာပြီးတော့အိမ်ခွဲနေလိုက်ကြတာ။ကျုပ်တို့နဲ့နှစ်အိမ်တစ်အိမ်နေကြတာပေါ့ဗျာ။စိတ်မျိုးအရင်ခောက်ခောက်တွေ့လေဗျာ။အဖေရလေဗျာ။ကိုတန်းထွန်းကအဖေရောက်ပါလေ။အဖေကိုဘာလို့တေးသေးချင်တာလဲ။ဒီလိုကွာ။အဲ့ဒီနေ့ကတန်းထွန်းတို့ကစဘာဖွက်တယ်ကွာ။ အဖေကတကြီးဆိုတော့ဘသူလေကဘလောက်ထွက်တယ်ဆိုတာသိနေတယ်မဟုတ်လားဒါကြောင့်မလို့တန်းထုံးကိုမင်းစဘာဖွက်တာငါသိရဲ့ဆိုပြီးပြောတော့စဘာခွဲတန်းချပေးလိုက်တာသူကအဲ့ဒါကိုမချေနှက်ပုံရတယ်ကွာမြိုင်သားကအောင်လန်းဆရာမကြီးစီကိုတွားပြီးတော့အပင်းတောင်းပြီးထဲလိုက်တာပေါ့ကွာကိုတန်းထုံးတို့တီးသွားပြီဆိုပေမဲ့ကျုပ်အဲ့ဒီစကားကြားတော့ရင်းနေတော်တော်ဒေါသဖြစ်သေးတာ ောက်တော့မှအဖေဆုံးဖြတ်ချက်ကိုနားလေခဲ့တယ်။အဖေသာတန်းထွန်းလို့ပြောလိုက်ရင်ရှုပ်ထွေးတဲ့ပြဿနာတွေဖြစ်လာမယ်မလား။ဒီတစ်ခေါက်တော့အဖေကို ကြောက်ချီးကျူးမိပါတယ်ဗျာ။အဖေကဥပဒါပြောသလို တော်တော်သိခံနိုင်တာပဲလေ။အဲ့ဒီအစာပင်းမိတဲ့နောက်ပိုင်းမှာခရေဟာကျုပ်တို့ဟာသူများလာပေးတဲ့အစားအစာတွေကို မစားတော့ဘူးဗျို့။လာပြီးရင်တော့ယူလိုက်ပြီးဖះဆောင်တော့ကတ်စရာရှိရင်ကတ်တုံပြက်လိုက်တာပဲ မဟုတ်ရင်လည်းသူများတွေကို ပေးကျွေးလိုက်တာပေါ့ဗျာအဖေအဖြစ်ကိုကြည့်ပြီးကျုပ်တို့တွေတသက်စာသင်ငန်းသာရခဲ့ပြီမဟုတ်လားအဆုံးထိလိုက်ပါချစ်ရှုပေးကြတယ်ဘေးအတက်များကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာနောက်နေ့တွေမှာရောကျွန်တော်တို့ရဲ့ Night Story Channel လေးကနေဥပါသာကြီးအကြောင်းအနေနဲ့အစိတ်ဝင်စားစရာကောင်းတဲ့ပရာလောကဇာတ်လမ်းတွေကိုတင်ဆက်ပေးအောင်မှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel လေးကိုစောင့်မျှော်ကြည့်ရှုပေးပါအောင်လို့ပြောရင်းနဲ့နှုတ်ဆက်လိုက်ပါရစေခင်ဗျာ။ ားလုံးကိုကျေးဇူးတင်ပါတယ်